ထိုင်းပါတီကိုပြန်လည်ပြင်ဆင်ဖို့အတွက်ပေတုံတိုင်းရှင်းနဝတ်ဟာအော်တိုဝါ22ရက်မှာပါတီခေါင်းဆောင်ယာဒူမှနှုတ်ထွက်သွားကြောင်းဒနေရှင်းမှ ဖော်ပြခဲ့ပါတယ်။ပေတုံတိုင်းဟာအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့စီရင်ချက်နဲ့ဝင်းကြီးချုပ်ယာဒူမှဖယ်ရှားခံရပြီးလူလူထောက်ခံမှုတို့ကြာဆင်းလာချိန်မှာ ပါတီခေါင်းဆောင်အဖြစ်မှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဖြူထိုင်းပါတီကိုပြန်လည်ပြုပြင်တိစောက်ဖို့အတွက်နောက်ခေါင်းဆောင်တစ်တူရွေးချယ်ဖို့လမ်းပွင့်သွားခဲ့ပါတယ်။ပေတုံနဲ့ဟာအခုနှစ်အတွင်းကမ်ဘောဒီးယားအထက်လွှတ်တော်ဥက္ကရာဟွန်ဆန်နဲ့ဖုံပြောခဲ့တဲ့အတန်ဖိုင်ပေါက်ကြားခဲ့ပြီးနောက်လူရုရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ဒီအတန်ဖိုင်အတွင်းပေတုံနဲ့ဟာထိုင်းစစ်တပ်အကြီးအကဲတအူးကိုသူ့ရဲ့ပြိုင်ဘက်အဖြစ်ပြောဆိုခဲ့တာကြောင့်အခြေခံဥပဒေဆိုင်ရာတရားရုံးကသူ့ကို ကျင့်ဝတ်ဒိက္ခာချုပ်ဖောက်မှုနဲ့ဝင်းကြီးချုပ်ယာရုမဖယ်ရှားခဲ့တာဖြစ်ပါတယ်။ကျမရဲ့နှုတ်ထွက်မှုကြောင့်ပါတီဟာလိုအပ်တဲ့အစ်စ်မြင့်တင်မှုတွေပြုလုပ်ခွင့်ရမှာဖြစ်ပြီးလာမယ့်ရွေးကောက်ပွဲမှာအနိုင်ရနိုင်ပါလိမ့်မယ်လို့ပေတုံတန်ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအပြင်သူဟာဖြူတိုင်းပါတီဝင်တဦးအဖြစ်ဆက်ရှိနေမှာဖြစ်ပြီးထိုင်းနိုင်ငံအတွက်ဆလတ်တာဝန်ထမ်းဆောင်သွားမယ်လို့လည်းပေတုံတန်ကပြောကြားခဲ့ပါဗျ။ဖြူတိုင်းပါတီရဲ့ရွေးကောက်ပွဲဆန်ရညွှန်ကြားရေးမှူ သူရိယဂျူအန်နူယူအန်ကစ်ကတော့နောက်တက်လာမယ်ဖြူတိုင်းပါတီခေါင်းဆောင်ဟာရှင်နဝက်မိသားစုဝင်ဖြစ်လိမ့်မည်မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင် ဖြူတိုင်းပါတီခေါင်းဆောင်တဲ့နေရာအတွက်သူကိုရွေးချယ်ပွဲရှိတာဆိုတဲ့ထင်ကြေးပေးမှုတွေကိုလည်းသူရိယကညင်းဆိုခဲ့ပါတယ်။